အားလုံးပဲမင်္ဂလာပါရှင့်စကလန်ရဲ့ဒီလိုရဲ့အိုဆာကာခီတိုဘလော့လီဗာပေါ့ဆန်နေတောင်စင်ဘီယာနဲ့ချက်ချင်းကြည်စံရထားစီပြီးအိုဆာကာကိုပါလိခင်ရပါတိုကျိုကနေအိုဆာကာကိုနှစ်နာရီခွဲလောက်ပဲကြာတာဆိုတော့နေရာလောက်ရှိရင်တော့လည်းလို့ရပါတယ်ပထမဆုံးကြည်စံရထားမှုနေရာလုံးတော်တော်လေးစိတ်လှုပ်ရှားခဲ့ပါတယ်အိုဆာကာကိုညဖက်ရောက်ပြီးအရင်ဆုံးပါခဲ့တာကတော့နမေကြီးရဲ့တူတုံးပူဒီဆိုတဲ့နေရာပါ မြို့ကတော်တော်လေးထပြီးတီယိုနစ်ခလက်ကတော့ဂျပန်ရဲ့ရောက်ချင်းယိုကိုဟာမမြို့လေကောင်ကိုလေရသည့်ခန်းစားချက်မျိုးရခဲ့ပါလေကူဒီကိုဆိုင်ဘောရှင်မှာဇပွန်ရိုက်ပြီးလမ်းချောက်ညဆဆပြီးတော်ခင်းရပါလေပထမဆုံးညကတော့တေချာအနားယူပြီးနောက်တရမှာတေချာလေခဲ့ပါလေခီရဲ့အဓိကပန်းနိုင်ကတော့အိုဆာကာမှာကျင်းပတဲ့ဘမ်ပတ်ကနထောင်းဆန်ကအိုဆာကာအစ်ပိုလိုခေါ်တဲ့ နိုင်ငံတကာပြပွဲကြီးကိုတက်ကြည့်ချင်းခဲ့ရပါ။အိုဆာကာစပွန်ဆာကလည်းနိုင်ငံအတီးတီးရဲ့ရင်ကျေးမှုအမှုပညာပြီးတုကလက်ရနဲ့အစားအစာတွေကိုမိတ်ဆက်ပေးရပြပွဲမျိုးပါ။တော်တော်လေးကြီးကျယ်ခမ်းနားရရောအေရီယာကတော်တော်ကိုကျေလို့နိုင်ငံတစ်ခုချင်းရဲ့ပြပွဲကြီးပုံမျိုးတန်းရှိဆောင်ရအချင်းတော်တော်ကြာခဲ့ပါရဲ့ရှင်။ဂျပန်လူမျိုးတွေကတော့3ရက်4ရက်ဂျပန်လောက်ကြီးနေတိုင်းတော့ကြီးရဲ့တွေ့ရှိရဲ့လို့သိရပါတယ်။ ကလည်းတော့တော့မိတဝက်ပဲအချိန်ရခဲ့လို့ကိုရီးယားဆောင်ကလည်းဉာဏ်ရည်တို့အပြင်ကနေလောက်ပဲကြည့်ခဲ့ရပါလေ။ညာဘက်အဆောင်တက်လီမှာမိဘန်ရှုနဲ့တရုံရှုအပိတ်လေးကြည့်ခဲ့ရလို့တော့ကျွန်နဲ့တည်းလို့ပဲပြောချင်ပါလေ။ ဒါမင်းနှစ်တွေမှာထပ်ကျင်ပါအောင်မယ်ဆိုရင်တော့ချိန်ပိုးယူပြီးတိတ်ချထပ်ပါကျင်ပါသေးတယ်။အလုံးမဲ့ဘလော့လေးကိုအဆုံးထိကြည့်ပြီးရတဲ့ဒီစုံများကြီးတင်ပါရဲ့ရှင်။